ကဘာရေးကျောင်းနိုင်ဘုံကြီးတင်နံကျောင်းဆင်းပွဲတွင်တောင်နှန်းသာသနာပြုဆရာတော်ကြီးဦးဩတမတာရာမတရားတညချင်းမြင့်ပါသည် ထိုညတရားပွဲ၌လက်တွေ့မိဘအနေရဲ့ကာကွယ်ပုံကယောဂကြီးများတားဆီးပုံမိုးရွာအောင်လှုပ်ပေးပုံအထူးသဖြင့်တဘာဝအနေရဲ့ခေါ်သော မုံတိုင်းကြီးများကိုပင်လိုရာရွှေ့ယူခြင်းတားဆီးခြင်းမိုးရေဖြင့်ဖြိုခွင်းပြခြင်းစသည်ဖြင့်လှုပ်ရရကြောင်း ရုပ်ဆော့အစုံကြောင်းကံများစောက်လုံးစတန်လန်းမပြီးနိုင်ရှိနေလျင်ပင်တရားရာကိုအသုံးပြုတတ်ပါမူအလွန်လွယ်ကူလှကြောင်းဟောကြားညွှန်ပြသွား၏ထို့ပြင်တခါကတောရဘုံကြီးเจ้าမှပစ္စည်းများခိုးယူသွားသောတခိုးများရုတ်တရက်မနေနိုင်မထိုင်နိုင်ပူလောင်လှုပ်ရှားလာ၍ပစ္စည်းများပြန်လာထားရကြောင်းထိုတောရဘုံကြီးတေဇောကတိုင်းဝါယောကတိုင်းများဝင်စားပုံကတိုင်းထူထောင်ပုံ အာနာပါနလင်းနမိတ်မှဇံပင်ငိန်တက်ပုံများကိုလည်းအမွတ်မြနီးပေးဟောကြားတော်မူခဲ့သည်ဒါလေးကတော့ဓမ္မစရိယဥတီလိုင်ရေးတဲ့ချမ်းမြေ့စွာဘဝနေနည်းစာအုပ်မှာဝေမျှပေးထားတာဖြစ်ပါတယ်အားလုံးပဲနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ